3နိုင်50ဖြစ်ပါတယ်။အဲ့ကျွန်တော်မှလည်း2ယောက်ပါ။ကျွန်တော်တို့ဘယ်ဒီနေမယ်။အဲဘယ်မျိုးကိုသွားမယ်ဆိုတော့အားလုံးပဲလိုက်ပါကြည့်ရှုပေးကြပါဦး။ဒီနိုင်20ပါဝိပိကိတ်ကိုရောက်ပါပြီ။မားနိုင်ခွဲပါပြီ။ကျွန်တော်ခုမှပေါ်ပြီးပဲရှိသေးတယ်။တော်လေးကို ိတ်ငိုက်နေတယ်။အင်းရတာအဆင်မပြေဘူးအဲ့တော့ကျွန်တော်တို့အဲကော်ဖီဝင်တောက်နေတာနေတယ်နောက်ချပါပါလေ။ဟောကျွန်တော်တို့အကြေးကြပါဦးခင်ဗျာ။ဟဲ့မော်ဘီရောက်ပါပြီ။ခုမှမော်ဘီမြို့မှာကျူသွားပြီ။ဘန်းနဝင်တော့လမ်းထိုင်တာရောက်ပါတော့မှာခင်ဗျာ။ချိန်က6နိုင်တော့ပါပါ။ရာဒီဟုတ်တော့မိုးကောင်းတာတယ်သူကနည်းနည်းလေးအေးနေတယ် လူတွေရတာမနေနိုင်ဘူး။ရာသီဥတုကတော့မိုက်နေပါတယ်။ไอจีမျိုးမှာဂျိုဆိုဘာယိုရောက်ပါပြီခင်ဗျာအချိန်က9:05မိနစ်ရှိပါပြီ။ဘိုက်လည်းတော်တော်လေးစာနေပြီ မော်လည်းမော်နေတိုက်ကြီးရလူတိုက်ရမှာပါလက်စားစားမယ်ဟုတ်တယ်လားချိန်အား9:30နာရီရှိပါတယ်ခမင်းညော်စားမယ်ဗီတာမင်စီတောက်တယ်အဲပြီးရင်မွေးငါဟိမှားထားပါတယ်ဆွဲလိုက်ပါမယ်ထုတ်ပြစင်ပြတယ်ဖြစ်နေတာနေရာတော့ကစားပဲပါ နေဘလောက်တော့အစီအစဉ်မဲ့လဲဆိုရင်ကျွန်တော်တို့ဂျပန်မှမစည်းရကြတယ်သူဂျပန်ဘိန်းနေဆွဲထွက်လာတယ်။အာဖင်နိုင်ကုန်တွေကလည်း adjust မလုပ်ရသေးဘူးအခုမှလုပ်ရတယ်။ကျွန်တော်တို့ဒီ carrier ဆိုရင်ဒီမှာမူလီယာအရှိမနောက်မှာ15 15กว่าရှာလို့မရဘူးကျွန်တော်တို့ဟာဖြစ်သူတို့တက်လာတယ်ကြည့်အောင်။ဘုံအောင်ဖြစ်ရှင်နိုင်အောင်ဖြစ်နေ။ကျွန်တော်ဘိန်းမှာဆိုရင်မှာ ်ချင်းစီတော့ချင်းစီတော့ခန်းနေပြီချင်းစီမရှိတော့ဘူးအဲစပိန်နဲ့ပတ်သက်တာတွေဘာတစ်ခုမှမပါတော့ဘူးလူအတွက်စေဝါတွေမပါဘူးအဲစပိန်နဲ့ပတ်သက်ပြီးတော့အဲအဂီအဂီရဲပါတယ်ပေါ့နော်ကျန်တာဘာမှပါဘူးဘိန်းပါတဲ့ဟာတွေတော့မှမစုံဘူးပေါ့နော်အဲ့လိုမျိုးဖြစ်နေဒီနေ့ကတော့လုံးဝအစီအစဉ်မဲ့တယ်ဗျာအစီအစဉ်မရှိပဲပလန်မရှိပဲသွားပြတဲ့ခကြီးပေါ့နော်ပထမဆုံးမှာအဲ့တော့ဒါဆိုရင် အဲ့ဆိုလဲကျွန်တော်ဖြစ်တဲ့အဲတွေ့ကြရအင်ဂျီတောက်တယ်လားကယ်ရီယာဆိုလဲသူများကယ်ရီယာလာလာတယ်နော်အဲ့တော့စပိန်ကိုအဲ check in လုပ်တာ ਈ ပါ ਈ ဆိုလဲဘာမှမရှိဘဲနဲ့ကျွန်တော်ထွက်လာပြန်တာပေါ့နော်အဲ့တော့နည်းနည်းလေးတော့စွန့်စားရကြရတယ်ကျွန်တော်သွားခဲ့တဲ့ခီးတိုင်းမှာ plan နဲ့သွားခဲ့တယ်ဒါပေမဲ့ဒီခေါက်ကတော့အစီအစဉ်မရှိဘဲသွားပြတဲ့ခီးပေါ့နော်မှတ်ရပါပဲကျွန်တော်တို့ခုတိုက်ကြီးကိုရောက်ပါပြီအဲတိုက်ကြီးပေါ့ရှင်းပါ အဲမလန်းဆုံးအရှိလန်းဆုံးဆိုလို့ရှိရင်ဂျိုးပြူလန်းပေါ့နော်သွားမယ်ရှေ့ကိုကျွန်တော်တို့ရန်ကုန်ပြည်သွားတက်တက်သွားမယ်အုတ်ကံကိုသွားမယ်အဲ့တော့အားလုံးပဲလိုက်ခဲ့ကြပါအောင်အုတ်ကံမြို့မှာဂျိုးစုပါရုပ်ရောက်ပါပြီအချိန်အား9နာရီထူပါပြီဒီတစ်ခေါက်ကတော့အရင်လာတဲ့ဆန်အချိန်တွေထက်နာယူဝက်လောက်နောက်ကြပါတယ်ရတော့စပြီးတော့ပြလာပါပြီ

အဲဒါကျွန်တော်တာယာဝရီကိုသွားအောင်အုပ်စုလိုက်နားတဲ့နေရာလေးပေါ့ဒီနေရာလေးကသတိအောင်ရအဲဒီနေရာရဲ့အရှိန်လည်းကောင်းတယ်နားလို့လည်းကောင်းတယ်ပေါ့နော်ဒါမှပြီးနေလဲအဲမိုက်နေကဒီကနာလို့ဖြစ်နေတယ်ဖင်နေတောင်နားနေရပေါ့နော်အိုင်းဝင်းမနှင်းတာလည်းကြာသွားတော့လက်ပြီးတော့အဲမနှင်းနိုင်ဖြစ်နေလက် အဲဂျပန်မှာလည်းပုံမှန်900စီးနေရသူကဂျပန်အမင်းနဲ့ထွက်လာတာဆိုတော့တိုင်ပန့်နေတယ်အဲ့လိုပြန်နေရတာဥပမာမြင်ရတယ်ရထားလမ်းကကျွန်တော်ရန်ကုန်ပြည်ရထားလမ်းပေါ့နော်အဲအဲ့ရသွားလို့ရတယ်ကျွန်တော်တို့ကဒီကဥက္ကံကျော်လာပြီ30ရောက်ပါပြီဥက္ကံ30ကျုပ်ပြန်အောင်မယ်ကိုချက်ကိုချက်ပြောနေကြတတိယအောင်ရတယ်ကိုချက်ကို 30ချောင်းတရာပဲပါရှေ့မှာတရားဝတွေရောက်တော့မယ်အရင်လာတော့ငါအတိုင်းပါပဲအချို့ຢာရအများကြီးကြောင်းလဲနေရတော့မတွေ့ရဘူးဗျာဒီနေရာရောက်ရင်တော့မရိုက်မနေ မဖြစ်မနေထည့်ရဖြစ်တယ်။ဒါယာဝရီဆိုတဲ့ဆိုင်းဘုတ်ဖြစ်ပါတယ်။ချိန်အား10နာရီထိုးပါပြီ။ဒါတော့ဆရာစင်ပန်းညံပေါ့။ကျွန်တော်တို့ဒီဒါယာဝရီကိုလည်းတီးတန့်လာလေထားတဲ့ plot လေးရှိပါတယ်။အဲကြည့်ချင်တယ်ဆိုရင်အဲ့မှာကြည့်လို့ရပါတယ်။ဒါဆရာစင်ပန်းညံဖြစ်ပါအဲ့ဒါတာယာဝရီပါခုနကစပိန်နင်းနေနေအိတ်လိုက်တာနဲ့ တည်ရည်ဝယ်စားရတယ်ဖြစ်နေတာဖြစ်ကုန်ကျွန်တော်တို့เนี่ยညကလည်းလို့အဲ့ဒါ3နာရီပဲအိတ်ကလေး3နာရီပဲအိတ်ကလေးတော့ဒုနေအောင်လုံးဝမလန်းဘူးတော်တော်လေးလစ်နေကြတယ်အနေနေနေကိုအိတ်ငိုက်ပြီးတော့နင်းလို့မရအောင်ဖြစ်နေတာပေါ့အဲ့တော့ကော်ဖီတောက်လိုက်တေးရည်တွေဝယ်စားလိုက်တဲ့သားတွေရတော့เนาะအခုလည်းထွက်လောက်มาအေးဝယ်တောက်มาဖြစ်မှာ ို့ဆိုရင်နည်းနည်းမင်းကအဆင်ပြေဘူးငိုက်ငိုက်ချင်တယ်ဆိုရင်တခါမှတော့အဲ့လိုမဖြစ်ဘူးဗျာအေးမွားတာတွေပါလိမ့်မယ်ဗျာအဲ့တော့အဲ့လိုမျိုးအေးမွားပဲနဲ့နေမယ်ဆိုတော့နည်းနည်းလေးယူဆိုင်ကြပါလို့ပြန်မေးချင်ပါတယ်ချိန်က7နာရီရှိပါပြီအဲကြောင့်လေဗရန်မျိုးနဲ့မှာချိုးချိုးပါယူရောက်ပါပြီ ဗရန်မျိုးနဲ့အစကောင်းရင်နဲ့ရာလေးဥတော့ရမ်းနေလာနေတာပဲဒါကလဗရန်မျိုးမှာကျူလိုပါကြီးခဏတွေ့ခဲ့တာကတော့လဗရန်မျိုးနဲ့အစပဲသုံးလောက်ရှိတယ်ဒီလဗရန်ကနည်းနည်းထူးကြတယ်ချဲတဲ့မျိုးတွေအဲ့လောက်မရှိဘူး ရှိမှလည်းလက်ဗရန်မျိုးဆိုတဲ့ဒိုင်မိုတစ်ခုထပ်တွေ့သေး။နည်းလို့ကြပါရဲလက်ဗရန်။ဒါရင်းနေပါပြီ။ဟုတ်ပါဟုတ်ပါ။တော့ပကံပကံသွားအောင်ကမင်းတို့တင်းလို့ပါတော့တတိယကျွန်တော်ဒီမှာတပ်ပုံနေဒီွဲရတာ တော့နေအောင်တယ်ပေါ့ချင်းက7နာရီ20ရှိပါပြီရှင်းပါမင်းလာမြို့နယ်ဆောက်ရောက်ပါပြီ啊မင်းလာရောက်ပြီကျွန်တော်မင်းလာမြို့နယ်ထွက် ณะนานี่ล่ะဖြစ်ပါတယ်နေရာလေးကကြည့်ရတာရှင်ကင်းလေးရတယ်မိုက်တယ်မှာစကားခင်စိမ့်စိမ့်လေးတွေချောင်းရည်လေးနဲ့ဆိုကြည့်ရတာမိုက်တယ်အဲ့တော့ဒီနားမှာနားမယ်ပေါ့နော်ဟာတော့မိုက်တယ်ညာလေးอ่ะညာလေးပါ မကြီးရအဖို့မျိုးနဲ့ရောက်ပါပြီချိန်ကားတော့တနားကြီးကျော်ပါပြီမင်းတော့မစားသေးဘူးဂျိုးမင်းကောင်မှအဆမဖြစ်တယ်ပြတော့နည်းနည်းဟာနေတဲ့ဘိုက်ကိုဘစ်ကုတ်လေးပါစားပြီးတော့အခုနည်းနည်းတော့ခုထားတယ် တော့ဒီထက်ခံမလဲမသိဘူးဘေးမှာလည်းရှူရင်းနေရတော့လေးလာနေဒီဘက်မှာတခုအားမရတာလမ်းလေမကောင်းဗျလမ်းလေမကောင်းတော့ကိုသွားကျင်တလားမရောက်ဘူးဖြစ်နေခကြီးอ่ะအဲ့တော့အချိန်ကြာပြီးတော့ပင်မန်းပြီးတော့မရောက်ဘူးပေါ့နော်ခကြီးကမတွင်ဘူးဖြစ်နေအဲ့လိုအဲ့လို ရင်ထဲကလည်းဒီလမ်းအဲ့လိုပဲဗျဒါနဲ့ဆိုကျွန်တော်စပိန်နဲ့ရောက်တာ၃ခေါက်မြောက်ပေါ့နော်ရှင်းနှက်ခေါက်မှာလဲဒီလိုပဲရင်ကောင်းမနေဆင်တိတ်မပြေဘူးပေါ့နော်ဒီဘက်ချမ်းနေရအောင်နင်းရတာ ဂျိုးပင်ကောက်ကကျွန်တော်စားနေကြထင်နေတာဖြစ်တယ်ဒီလမ်းသွန်းတာကြီးကြီးတက်တာဆိုင်မှာပဲစားမှာဖြစ်ပါတယ်မိုးကတော့မတရားရွာလာပါပြီကျွန်တော်ထွက်မယ်ဆိုမှအဲ့တော့ကျွန်တော်နည်းနည်းရှိုက်ပြဖို့အသိအစင်မပြေတော့အဲမိုးတိတ်တော့မှပဲကျွန်တော်ပြန်ရကြမယ်နော်ဘူလို့တယ်ကျွန်တော်အခုထမင်းစားပြီးပြီအဲ့တော့ကျွန်တော်ဆက်ပြီးတော့ခီးဆက်ပါမယ်ကျွန်တော်တို့အခုနတလင်းကိုဝင်လာပြီပေါ့နော်နတလင်းကိုနည်းနည်းကြော်လာပြီ ချိန်က3:50ရှိပါပြီ။မိုးအရန်ရွာတယ်။အခုမှနည်းနည်းလေးဆဲသွားလို့ပြန်ရိုက်ဖြစ်တာပေါ့နော်။ရွာကြက်ကတော့စပိန်တော်ရမ်းခါနေရတယ်။ရှေ့ကိုလုံးဝမမြင်အောင်မခံတာကအင်ဂျင်တွေကကြီးကအဲ့ဒီကမိုးရွာတော့ကြီးကြီးနဲ့စိတ်ပြီးတော့ပိုလေးလာ၊ဝိတ်ပြီးပိုများလာ။အဲ့တော့ကျွန်တော်အရင်သွားဆိုမျိုးပဲရေလုံအိတ်တွေဘာတွေကပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်။ဒီရိုးရိုးအိတ်တွေကြတော့ ဘူးရွာနေဆိုတာဝိတ်တွေပါပါလာနိုင်လုံအိတ်တွေအဆင်မပြေဘူးပေါ့နော်အဲအဲ့ဒါလေးကတော့ပတ်တွေ့တယ်မိုးရင်းမှာနေမယ်ဆိုတော့နော်ရှင်းเออเน่ป้องเดียวမျိုးเนี่ยก็ยောက်ไปครับเนี่ยดีมาดีเสร็จแล้วก็ตัดไปมั้ยมูก็ตึกไปพี่ မိုးတော့တိတ်သွားပြီဒီဘက်ချမ်းမှာတိတ်သွားလားမရွာလားတော့မသိကျွန်တော်တို့ကတော့ရွှဲရွှဲစုံနေတော့အေးနေစမရနေနေချင်းဒီတူတော့ပူဆိုးတာပေါ့အေးမောင်းတယ်ရောက်ရင်ဒီနေရာကတော့နမဲကြီးပါခင်ဗျာသူကဒီမှာပြောင်းမှုဖုတ်တွေရောက်มาတယ်မရွေးတို့စာလေးတွေတို့ပဲကြီးလောပဲကြောင်စုံပေါ့နော်အဲလက်ဆောင်တွေရောက်နေတယ် ြောင်းမှုတွေကိုလည်းသူကဒီဖုတ်မေးတယ်မှာလက်လက်ဆက်ဆက်ဒေသစာတွေရတာပေါ့ဗျာအဲဒီနန်းကြီးကနာမည်ကြီးပါတယ်ပေါင်းတယ်အဝင်သားပါပေါ့နော်စီရန်ကဲကျွန်တော်တို့လူပေါင်းတယ်မြို့ကနေထွက်ပြီပေါ့နော်အဲဒါတဲကုံမြို့နယ်အစဖြစ်ပါတယ်တဲကုံ တဲကုန်းဆိုတော့ကျွန်တော်ခုလက်ရှိနင်းလာတာကီလို230ရှိပါပြီတော်တော်လေးလဲခီးတွင်နေပြီပေါ့နော်ဟိုဘက်မှာကျွန်တော်တို့ကီလို90လောက်နင်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တဲမဲ့ဟိုတဲထိပါကွက်တီရောက်မှာပေါ့နော်ဘိုးကလည်းတိတ်ဒီဘက်ကမရွာထောက်ပြန်ဘိုးကတိတ်တာ ရန်တို့တော့တော်လေးယုံနေရတယ်။ညအေးလည်းမဝဘူး။အဲစားတော့လည်းစားလို့တိတ်အဆင်မပြေဘူး။အားနဲ့ကျွန်တော်ဒီဟိုမြတ်သူစီကလက်ဆောင်ရတယ်ဒီကားအနေကြီးပါလေးဒီမှာစားမယ်ပေါ့နော်။စားမယ်။အဲသူပေးထားတာကကျွန်တော်ဟိုဇိုးမထရီရန်ပြေတော့ငါလက်ဆောင်ပေးထားတာ။အဲဟိုကမစားပြေဘူးကျွန်တော်ခုဒီဒီပြီးနေမှာပဲစားပြေတယ်ပေါ့နော်။အဲဒီမှာ ဒီ energy bar လေးတွေဒီ bar energy bar တွေဝယ်လို့ရတယ် energy gel တွေဝယ်လို့ရတယ်ပေါ့နော်ဒါခါလဲပြင်ရပေးတာကျေးဇူးပါခင်ဗျာသူအိမ်လေးတွေဟာနေကျင်စရာလေးတွေအိမ်ဝိုင်းလေးတွေဟာကျဲကြီးပဲတစ်ပင်နေရတယ်စိမ့်စိမ့်စူးစူးအေးကျန်ကျန်နေဟိုယူဒီကောင်းနေတယ်လည်းရတယ်တော့ လူနေဘက်ကလူတွေပို့ပြီးတော့အသက်ရှည်ရဲဆိုတာအဲ့ဒါအကြောင်းဖြစ်မှာပေါ့ဒီကောင်းလေးတန်နေရတယ်အေးလူလူပဲစားတောက်တွေကလည်းအရင်မစုံနေမများဘူးစမ်းစမ်းမပြားတွေအများကြီးမရှိဘူးအဲ့တော့ဒီကဒေတာတို့ဒီစားကြရတယ်လက်လက်ဆက်ဆက်စားကြတော့ကျမ်းမာရေးတွေကကျွန်တော်မျိုးပြလူတွေထက်ဟိုကောင်းတယ်လို့ကျွန်တော်တော့မြင်တယ် ဆရာကြီးတင်းနေပြီဒီတည်းမရှိပဲနဲ့ရောက်လာလို့ဒီမှာတော့ရောက်ရင်အမရိယအမရိယအင်းမဘာကဲဒီဝညီလေးတွေဘာမှဘိန်းလဲအချင်းနေမကောင်းပါဘူးအတန်နေပြီးနေပြီကျွန်တော်ဘိန်းလဲအဲချင်းကစီတစက်မှမရှိတော့ချင်းစီဘူးလဲမပါဘူး တော့ကျွန်တော်တို့ကပြေရောက်မှထဲ့မယ်လို့ထားတာသူမိုးကတကုံရွာလိုက်တော့ကျွန်တော်ချင်းစီတွေပုံသွားတယ်ပေါ့နော်အဲ့တော့တော်တော်လေးတောင်မှပြောင်းနေပြီတော့နည်းနည်းနင်းရတဲ့သိအဆင်မပြေတော့ဘူးပေါ့နော်ဒါတော့ရွှေတောင်တော့ဝင်တော့မယ်ဟဲ့အမောင်6နာရီ7မိနစ်ရှိပါပြီရွှေတောင်မြို့နယ်အစာကိုရောက်ပါပြီလားခံကောင်းနေ ီရပိုင်းနေဒီလာတွေကနေထွက်တာစောတယ်နေဝင်တာနောက်ကြအဲအဲ့တော့ကြောင့်တိတ်မမှောင်သေးဘူးပေါ့နော်ကျွန်တော်ရင်းရင်းချင်းချင်းရှိသေးတယ်ဘာလို့ကျွန်တော်အရင်ခောက်တွေလာတဲ့ကာလတွေဆိုရင်ဒီနားဆိုမှောင်နေပြီဘလို့ကနည်းနည်းကျွတ်နေပြီပြီးတော့အလင်းအားရှိသေးတယ်နည်းနည်းလေးဖိတ်ချနေရတယ် ြည်ပြင်းနဲ့တော့နေဝင်သွားပါပြီ။နမ်းပါလေ။လူပြက်ပြီးတော့မှောင်သွားပြီ။ကျွန်တော်တို့နေအောင်ရှိမယ်။ကားကြီးဂျူကြာဂျူကြာနဲ့ရှိမယ်ပေါ့နော်။ခဏနိုင်ထိုးခံနေပြီဗျ။ဒီမျိုးကိုရောက်ပါပြီတိုင်းတော့။ခဏနိုင်ခွဲပါပြီ။ထုံးတဲ့အတိုင်းပါပဲဒီနေဟာမီးကပြန့်။အဲကျွန်တော်တို့ မျိုးရင်းကိုဆက်သွားပါမယ်။ဒါနေပဲ။အဲမျိုးရင်းဆိုရင်၈မိုင်နဲ့ဟဲ့လား၈မိုင်လောက်နေပြီ။โอเคကျွန်တော်တို့တဲမဲစီကိုရောက်ပါပြီ။ဒီကိုရောက်ပြီပေါ့နော်။ကျွန်တော်တို့နေရာ88ခီလိုနင်းလာခဲ့ကြပါရဲ့။နင်းကြီးပဲ72နာရီကျော်နင်းခဲ့ကြပါရဲ့ဗျ။အဲဒီညတော့ကျွန်တော်ပြီမှာနားမယ်။ဘယ်သွားရမလဲအဲတော့မဆုံးဖြတ်ရသေးဘူး။အဲတော့ ဒီကဆရာကြီးကိုထူးနဲ့တွေ့မှာပဲကျွန်တော်လည်းတိုင်ပင်ရမယ်ပေါ့နော်အဲ့တော့ဒီနေ့ကဘယ်သွားပြင်မလဲတော့မသိဘူးဟိုမယ်ဟိုဆရာကြီးကလာပြီဆရာကြီးဆရာကြီးအဲကဲဘယ်နဲ့ဝေးသွားပါမယ်ဟာပလန်တော့ဆွဲပြီကဲကျွန်တော်တို့မနေ့ပြန်ဘယ်ကိုသွားမလဲဆိုတာအားလုံးပဲလိုက်ပါကြည့်ရှုခံစားပြီးကြပါဦးခင်ဗျာ